ခင်ပြည်နယ်ကွန်ကရစ်မြို့နယ်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ကထိခိုက်သေးဆုံးမှုတွေတော်တော်ကများနေတဲ့အပြင်စစ်သားအလောင်းတွေကိုလည်းချစ်တလို့ဒီအတိုင်းစွန့်ပစ်ထားတာဟာခွေးတွေပါဆွဲတဲ့အထိဖြစ်နေတယ်လို့ကရင်စစ်ရေးတရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ6ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာဒီကွန်ကရစ်မြို့နယ်မြောက်ပိုင်းထိဖို့ဆန်ကျေးရွာနဲ့ကွီမောင်တိုင်ကျေးရွာဘက်တွေမှာအချက်ဖက်စစ်တပ်နဲ့တော်လိုင်းရေးတပ်တွေကြားတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။ဒါအပြင်တပတ်က မိဖာလဲလမ်းဆုံးဘက်ကနေတက်လာတဲ့အချက်ဖက်စစ်တဲ့စစ်ကြောင်းကိုလေတော်လရင်တက်တွေကဖြတ်တောက်တက်ခါရမှာအဲ့ဒီမှာလဲတမနခင်းလုံးနီးပါတိုက်ပွဲတွေပြင်းထန်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲတွေအတွေ့စစ်တပ်ကသေတဲ့ဒူတွေဒဏ်ရာရတဲ့သူတွေတော်တော်ကိုများနေပြီစစ်သားတွေဆိုအပြုံလိုက်တွေကိုအထိနာနေကြတာဟာနိုဝင်ဘာလ၁ရက်နေ့ကဆိုရင်စစ်သားအလောင်း၁၆လောင်းကိုသူများအိမ်တွေကြားထဲဖြစ်တယ်လို့ညှိမြှုပ်ခဲ့ကြတဲ့အတွက် အဲ့ဒီစစ်သားမပါအလောင်းတွေကိုခွေးတွေကစွဲနေတော်တော်ကိုအခြေအနေစိုးနေတယ်လို့ကရင်စည်ရေးသတင်းအရှင်းကရှင်းပြထားပါလေအဲ့ဒီကစစ်သားမသားအလောင်းပုံတွေကိုလည်းလက်တော်တိုက်ပွဲတွေဖြစ်နေသေးတဲ့အတွက်ရတာနဲ့တင်ပေးပါမယ်လို့လည်းပြောထားပြီးစစ်တပ်ကသူတို့လူတွေကိုအရာရှိအကြီးပိုင်းတွေတေတာလောက်တာပြန်တေတာမျိုးလုပ်ပြီးတော့တော်ရုံအဆင့်စစ်သားတွေဆိုရင်ခွေးအစစလက်တာအစစဒီအတိုင်းပြစ်ထားခဲ့ကြတာတွေဟာရှေ့တန်းမှာတော်တော်ကိုအခြေအနေစိုးနေတယ်လို့ကရင်စည်ရေးသတင်းအရှင်းကပြောထားပါသေးတယ်။ တစ်ဖက်မှာလေနိုဝင်ဘာလ6ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာတည်းဖအံမြို့အခြေဆိုင်အကြံဖက်စစ်တပ်ရဲ့တပ်မ22ကစစ်သားတွေဟာဖအံမြို့နယ်ကျိုင်းဂျေးရွာမှာတပ်ဆွဲထားတဲ့ DKPA ဘူပိအဖွဲ့နဲ့ပူးပေါင်းထားတဲ့စစ်အင်အား100ကျော်ကိုလေကျုံတို့ဘက်ကနေလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ကော့ဂရိတ်မြို့နယ်ထိပိုဆန်ဂျေးရွာဘက်ကိုစစ်ကူပို့နေပြန်တယ်လို့အဲ့ဒီစစ်ကူတွေလည်းဘလောက်တောင်ထပ်ပြီးတိတ်ကြအောင်မလဲမသိဘူးလို့ကရင်စစ်ရဲတရင်အရှင်မြစ်ကပြောထားပြီးလက်ရှိမှာတဲ့ အဲ့ဒီကော့ဂရိတ်မြို့နယ်ကတိုက်ပွဲမှာမသေးပဲဒဏ်ရာရတဲ့စစ်သားတွေဆိုတောင်ကလေးစေယုံမှာ BGF တပ်ကလာဖို့ထားတာပုံအော်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့စကိုင်းတိုင်းကမ်ပလူးမြို့နယ်မှာရှိတဲ့ရွှေဘိုမြစ်ကြီးနား view ဟာလမ်းပေါ်မှာအချမ်းဖတ်စစ်တပ်ကခရီးသွားလူငယ်73ဦးကိုပေါ်တာဆွဲဖမ်းဆီးလိုက်ပြန်တယ်လို့ကမ်ပလူးခရိုင်ကရင်၄ရဲ့တာဝန်ခံကရန်ကုန်ကစ်တပ်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ3ရက်နေ့ကပဲစလင်းကြီးမြို့နယ်ကနေမြစ်ကြီးနားဘက်ထွက်လာတဲ့ကာနစီကိုအချမ်းဖတ်စစ်တပ်နဲ့ပြူစောတိတွေက ကမ်ဘလူမြို့နယ်ရွှေဘုမြကြီးနားဘျူဟာလမ်းပေါ်ဇီးကုံမလဲလမ်းဆောင်မှာတားဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်ကာနစီဘုံမှာပါလာတဲ့ခီးသွာပြည်သူတွေစီကနေအချက်ပစစ်တဲ့နဲ့ပြူစော့ထီတွေကအတင်းအကျပ်ငွေကြီးကောက်ခံတာတွေလွတ်ယုံနေမှာကခီးသွာပြည်သူလူငယ်73ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးလိုက်ပြီးကမ်ဘလူမြို့မှာရှိတဲ့သူတို့စစ်တပ်ရဲ့6000ချောက်တရင်တဲကိုတခါတည်းပို့လိုက်ကြတယ်လို့ကမ်ဘလူခရင်တရင်၄ရဲ့တာဝန်ခံကပြောထားပါတယ်အဲ့ဒီကမ်ဘလူမြို့နယ်တဲက ရွှေဘုံမြကြီးနားဘျူဟာလမ်းပေါ်မှာအချမ်းဖက်စစ်တပ်နဲ့ပြူစောတိတွေဟာမကြာခဏဆိုသလိုခီးသွောပြည်တွေစီကနေငွေညက်တောင်းရန်တာတွေလူငယ်တွေတွေ့ရင်လည်းအခုလိုပဲပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်လိရှိတဲ့အတွက်အဲ့ဒီလမ်းမိုင်းကိုသွာလာနေတဲ့ခီးသွောပြည်သူတွေအနေနဲ့တတိထသွာလာကြဖို့ကိုလည်းကမ်ဘလူခိုင်တရင်လေးရဲ့တာဝန်ခံကတတိပေးထားပါသေးတယ်ခင်ဗျာစကိုင်းနိုင်ငံကဘုဒ္ဓလင်မြို့နယ်အတွင်းဝင်ရောက်လာပြန်တဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုရမှာစစ်တပ်ကခြောက်ဦးကတော့အသေးသေးတိုက်ကုန်ကြပြီးတဲ့နော် သူတို့စစ်သားမတားအလောက်နေတဲ့ဒဏ်ရာရတဲ့သူတွေကိုတဲ့ပြီးပြန်ဆုပ်ပြေးသွားကြတယ်လို့မုံရွာမြို့နယ်ပကပတာဝန်ကရေကုန်ခစ်တစ်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကပဲ။ဘုဒ္ဓလင်းမြို့နယ်အတွက်စစ်ကြောင်းထိုးဖို့ဝင်ရောက်လာတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကပိုကုန်းလန်ခွဲအနီးအရောက်မှာကြာပြတ်တိုက်ခတ်ချင်းမှုခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခတ်မှုအတွက်စစ်တပ်ဘက်က6ဦးကတော့အသေးသေးတေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နော်။ တို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုတဲ့ပြီးဇီတော်ဂျေရွာတွေကိုပြန်ဆုတ်ပြေးသွားကြတယ်လို့မုံရွာမြို့နယ်ပကဖတာဝန်ခံကပြောထားပါတယ်။လက်ရှိဘုဒ္ဓလင်းမြို့နယ်မှာလည်းဒေါ်လာရင်းတွေထိန်းချုပ်ထားတဲ့နေမျိုးတွေကိုစစ်တပ်ကပြန်လဲလုံခြင်းနေတဲ့အတွက်မြေပြင်စစ်ကြောင်းထိုးတာတွေတွားတွားလုံနေပြီမယ်။တို့စစ်တပ်စစ်ကြောင်းတွေသာတော်လန်ရစ်တပ်တွေရဲ့တိုက်ခိုက်ခြင်းမှုမှုကိုခံရပြီးပြန်ပြန်ဆုတ်ပြေးတွားရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်သတင်းအရှင်မေကပြောထားပါသေးတယ်ခင်ဗျ။ မကွေးတိုင်းကံမမြို့နယ်ကအကြံဖက်စစ်တပ်ရဲ့ရင်းနှီးသားရဲကင်းစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တက်ခတ်ပြီးစစ်တပ်ရဲ့ကပ္ပဆာစနစ်ကိုပါ short tight ဒုံးတွေနဲ့ပစ်ခတ်မှုတွေအတွက်စစ်တပ်ဘက်ကခေါဏဦးကတော့အသေးသေးတိတ်ကုန်ကြပြီဖြစ်တယ်လို့တရက်ခိုင် PDF အမှတ်လေးတရင်တာဝန်ခံကိုမြက်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့လိုရင်ဘလချောင်းနေဖြစ်တဲ့မနေ့ကပဲကံမမြို့နယ်မှာရှိတဲ့တရက်ကံမလမ်းပိုင်းကအကြံဖက်စစ်တပ်ရဲ့ရင်းနှီးသားရဲကင်းစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တက်ခတ်ရမှာ 3နာရီနီးပါးတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွက်ရဲခဲစခန်းကစစ်တပ်ဘက်က၄ခုကိုတော်လှန်ရေးတပ်တွေကစီးနှင်းနိုင်ခဲ့တဲ့အထိစစ်ရေးအသားရခဲ့တယ်လို့အဲ့ဒီစခန်းကစစ်သားတွေနဲ့ရဲတွေကတော့ကျန်တဲ့ဘင်္ဂါနှစ်ခုစီကိုစုပ်ပြေးကြတဲ့အထိဖြစ်ခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာပဲစစ်တပ်ဘက်ကခေါတန်ဦးကတော့အတိအသင့်တေကုန်ကြပြီဖြစ်တယ်လို့စစ်ရေးအရအစုပ်အတက်တွေနဲ့အဲ့ဒီဘက်မှာနှစ်ဖက်တင်းမာနေတဲ့အခြေအနေရှိနေပြီးတော်လှန်ရေးတပ်တွေက တရက်ကံမှလက်မိုင်းကိုထိမ့်ချုပ်ဖို့စ조사နေတာဖြစ်တယ်လို့လဲတရက်ခိုင် PDF အမှတ်လေးတရင်တာဝန်ခံကုမြက်ကပြောထားပါလေအဲ့ဒီလိုတိုက်ပွဲဖြစ်နေတဲ့တစ်ချိန်တည်းမှာပဲတစ်ဖက်ကအကြပ်ဖက်စစ်တပ်ရဲ့လက်နက်ခင်းရန်ထုတ်လို့ရကပ္ပဆာစနစ်ကိုလဲတော်လရင်တွေက short တိုက်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးအဲ့ဒီတဲက short တိုက်တုံး၄လုံးကပြစ်မှတ်နေရာတွေကိုကြောက်ရောက်ပောက်ကွဲမှုတွေရှိထားတဲ့အပြင်စစ်တပ်ဘက်ကထိခိုက်မှုတွေနဲ့ပျက်စီးမှုတွေကိုဆက်လက်အတီးပြုတ်နေပါတယ်လို့လဲတရက်ခိုင် PDF အမှတ်လေးတရင်တာဝန်ခံကုမြက်ကပြောထားပါတယ် ဒါပြင်ကမ္မမြို့ကအချက်ပစစ်တပ်ရဲ့ရင်းနှီးသားရဲကင်းစခန်းဘက်တွေနဲ့တရက်ကမ္မလမ်းပိုင်းတွေမှာစစ်ရေးတင်းမာမှုတွေရှိနေတဲ့အတွက်အဲ့ဒီတရက်ကမ္မလမ်းပိုင်းကိုပြည်သူတွေလက်တော်အသုံးမပြုဖို့တရက်ခရိုင်ပြည်ထောင်အမတ်လေးတရင်တာဝန်ခံကိုမြက်ကတတိပေးထားပြီးဒေါ်လိုင်းတက်တွေဘက်ကစစ်ရေးအရအဲ့ဒီလမ်းပိုင်းကိုစိုးမိုးပြီးပြီဆိုတာနဲ့တရင်ထုတ်ပြန်ပေးပါမယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျစကိုင်းတိုင်း6ဦးမြို့နယ်ကအချက်ပစစ်တပ်ရဲ့အမြင့် yes ကန်ကနေထွက်လာတဲ့ရဲတပ်ဖွဲ့ဝင်ထက်စော်နဲ့မိုးစော်အောင်ဆိုသူတို့နှစ်ဦးကို တော်လန်ကြီးရပ်ပေါ်တွေကပြက်ခတ်ရှင်းလိုက်ရမှာနှစ်ဦးစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီသူတို့စီကနေတနက်တလက်ကိုပါတင်စီရရှိခဲ့တယ်လို့မုံရခိုင်ပကပတောင်းဝင်ငန်းကရန်ကုန်ခစ်တက်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ၄ရက်နေ့မွန်လယ်ပိုင်းကပဲ၆ဦးမျိုးနဲ့ကအချက်ဖတ်စစ်တပ်ရဲ့အမြင့်ရဲစခန်းကနေရဲတပ်ဖွဲ့ဝင်ထက်စော်နဲ့မိုးစော်အောင်ဆိုသူတို့နှစ်ဦးဟာခတ်တီတီနဲ့ထွက်လာပြီးတော့ချင်းတွင်မြင့်စိတ်ကန်းတစ်ခုအနီးကိုရောက်လာတယ်ဆိုပါတယ်အဲ့ဒီအချိန်မှာပဲမုံရခိုင်ပကပတက်ခတ်ရေးရဲဘော်တွေနဲ့ထိတ်တိုက်တိုးပြီး ရဲနှစ်ဦးစလုံးကိုတခါတည်းပြစ်ခတ်ရှင်းလိုက်ရမှာနေရာမှာတင်ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်တလက်ကိုပါဒေါ်လာရဲ့ရပ်ပရိကတိတ်စီရရှိခဲ့တယ်လို့မွန်ရခိုင်ပကပတာဝန်ငန်ကပြောထားပါတယ်ခင်ဗျကျန်ဖို့ပါတီကဗိုလ်ချုပ်ဟောင်းလူရဲ့မဲဆွဲစီယုံရေးတွေမှာစစ်သားတွေရဲတွေနဲ့ပြစောတိတွေကိုကျန်ဖို့ပါတီအင်ကြီးဝခိုင်းပြီးလိုက်ပါလုံကြုံရေးယူခိုင်းထားတယ်လို့ကျန်ဖို့ပါတီတရင်ရှင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့အကြက်ဖက်စစ်တပ်က လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးကိုကျင်းပမယ်လို့ပြောဆိုထားပြီးတဲ့နောက်အော်တိုဘာလ28ရက်နေ့ကစပြီးဒီဇင်ဘာလ26ရက်နေ့အထိမဲဆွဲခွင့်ရက်60ပေးမယ်ဆိုပြီးတော့ပါခတ်တီတီနဲ့ကြေညာထားပြန်တာပါအဲ့ဒီအတွက်လက်ရှိအချက်ဖက်စစ်တပ်ဘက်ကနေချက်ဖွဲ့ပါတီဒက်ကိုပြောင်းရွှေ့ခံရတဲ့ဗိုလ်ချုပ်ဟောင်းတွေဟာသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆွဲစည်းရုံးဓာတ်တွေကိုစတင်ပြုလုပ်နေပြီအဲ့ဒီလိုဗိုလ်ချုပ်ဟောင်းတွေရဲ့မဲဆွဲစည်းရုံးရေးတွေမှာ စစ်သားတွေရဲတွေနဲ့ပြစောတိတွေကိုကြံ့ဖို့ပါတီအင်ကြီးတွေပေးဝစ်ပြီးလုံခြုံရေးယူခိုင်းထားတယ်လို့ကြံ့ဖို့ပါတီတင်ရှင်မြစ်ကပြောထားပါတယ်။အဲ့ဒီလိုလုံခြုံရေးယူခိုင်းတဲ့နေရာမှာလေဘိုးချုပ်ဟောင်းတွေရဲ့ကိုပိုင်လုံခြုံရေးအဖွဲ့ပါတီရဲ့လုံခြုံရေးအဖွဲ့နဲ့တက်ဆိုင်ရာနေမြေကလုံခြုံရေးအဖွဲ့ဆိုပြီးအတွင်းစီအပြင်စီတွေတတ်မှတ်ပြီးတော့အဲ့ဒီချက်ဖို့ပါတီကဘိုးချုပ်ဟောင်းတွေရဲ့မဲဆွယ်စီယုံရေးတွေမှာအထူးလုံခြုံရေးပေးထားပြီးမှနယ်မြေကွင်းစင်နာတွေလှုပ်ရဲကြတယ်လို့ ချက်ဖို့တည်င်းအရေးမိကပြောထားပါလေလက်ရှိမှာတော့အချက်ဖက်မင်းအောင်လိုင်းရဲ့ညွှန်ကြားချက်အရသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးမှာစစ်တပ်အရာရှိကြီးတွေဖြစ်တဲ့အောင်လင်းတွေးမြာထုံးဦးဝင်ကြီးတင်အောင်ဆန်းဒုဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ကံမြင်တန်းဒေသကျော်တပ်ပုံဖုံးမြတ်စတဲ့ထိပ်ပိုင်အရာရှိဗိုလ်ချုပ်ဆိုသူတွေကချက်ဖို့ပါတီကနေပြည်သူလွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်နယ်အတိုင်းလွတ်တော်တွေအနေနဲ့ပါဝင်ရှင်ပြိုင်ဖို့လုံနေကြတာဖြစ်တယ်လို့လည်းသိရပါတယ်တစ်ဖက်မှာတော့ လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံတော်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကလက်လွတ်ထားရတဲ့မြို့တွေနဲ့မြို့နယ်တွေဟာလည်းအမြောက်အများရှိနေတဲ့အချိန်အကြမ်းဖက်စစ်တပ်ကတော့သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးကိုတနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိဘဲသူတို့စစ်တပ်ကထိန်းချုပ်ထားတဲ့မြို့ပေါ်တွေမှာသာကွက်ပြီးမရရတဲ့နီးနဲ့အတင်းအကျပ်ပြုတ်လုပ်ဖို့စီစဉ်နေတာဖြစ်တယ်လို့ဒီလိုအခြေအနေတွေကြောင့်ပဲစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာအတူအောင်ရွေးကောက်ပွဲသာဖြစ်တဲ့ဆိုပြီး နိုဝင်ဘာလ9ရက်နေ့ကတည်းကနယူးဇီလန်နိုင်ငံရဲ့လွတ်တော်မှာကိုကန့်ကွက်သူမရှိဘဲအတိအလင်းအတိပြုတ်လိုက်တဲ့အပြင်တပတ်ကအာဆီယံကိုယ်တိုင်ကပါမြန်မာစစ်တပ်ကရွေးကောက်ပွဲမလုပ်ခင်အာဆီယံဘုံသဘောတူညီချက်9ရက်ကိုအရင်အကောင့်ထက်ဖော်ဖို့ပြောပြီးတော့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတွက်စောင့်ကြည့်ရေးအဖွဲ့တွေစေလွတ်ဖို့မရှိဘူးဆိုပြီးတော့ပါအတိအလင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျတပတ်မှာတော့ ချင်းမီနဲ့အတွင်းအချက်ပစစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲမှာရှင်ပြိုင်သူတွေချင်းချောက်မဲပေးခိုင်းတဲ့သူတွေနဲ့ပါဝင်ပတ်သက်တဲ့သူတွေကိုမိုင်းဆိုင်မှုတွေချစ်ပေးမဲ့အပြင်အ ਨੇ စုံထောင်းတန်းတစ်နှစ်ကနေ၅နှစ်အထိချမှတ်မဲ့လုံထုံးလုံနည်းတွေကိုချင်းပြည်ကောင်စီကပြတ်ထန်းလိုက်ပါတယ်။ဒါကြောနိုဝင်ဘာလ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲချင်းပြည်ကောင်စီကနေအချက်ပစစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲကိုချင်းပြည်နဲ့အတွက်စန့်ကျင်တားမြစ်မိတ်အဖြစ်အတိအလင်းထုတ်ပြန်လာတာပါ။အဲ့ဒီတားမြစ်ချက်နဲ့လုံထုံးလုံနည်းတွေကို ချင်းပြည်အစိုးရဖြစ်တဲ့ချင်းပြည်ကောင်စီကချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ2023လုတ်ပိုင်ခွင့်အရအမိန့်ကြေညာချက်ထုတ်ပြန်တာဖြစ်တယ်လို့လည်းဆိုထားပါတယ်အဓိကကတော့လက်ရှိချင်းပြည်နဲ့အတွဲတရားမဝင်အကြမ်းဖက်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်မှုစူးစမ်းတဲ့သူတွေပါဝင်ရှင်ပြန်တဲ့သူတွေချင်းချောက်မဲပေးခိုင်းတဲ့သူတွေနဲ့ဤအမျိုးမျိုးသုံးပြီးပါဝင်ပတ်သက်သူတွေအနေနဲ့ချင်းပြည်ကောင်စီရဲ့လုံထုံးလုံကြီးအတိုင်းအရေးယူခံရမယ့်အပြင်အဲ့ဒီထဲမှာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေပါချိတ်ပိတ်ခံရမှာဖြစ်တဲ့အပြင် လူကိုလည်းအ ਨੇ ဆုံးထောင်တန်းတစ်နှစ်ကနေ၅နှစ်အထိချမှတ်မဲ့လုံထုံးလုံနည်းတွေပါဝင်တယ်လို့ချင်းပြည်ကောင်စီရဲ့ပြဋ္ဌာန်းချက်ထဲမှာပြောထားပါတယ်။အဲ့ဒီလိုချင်းပြည်ကောင်စီကထုတ်ပြန်ခဲ့တဲ့လုံထုံးလုံနည်းဟာဥပဒေလိုတည်တဲ့လုံထုံးလုံနည်းဖြစ်တယ်လို့ချင်းပြည်နဲ့ပြင်ပမှာရှိတဲ့ချင်းလူတို့ရဲ့ဒီမိုကရေစီအခွင့်အရေးနဲ့လွတ်လပ်မှုကိုကာကွယ်ဖို့ရည်ရွယ်တာဖြစ်တယ်လို့လည်းပြောထားပြီးလက်ရှိတနိုင်ငံလုံးကိုအကြမ်းဖက်နေတဲ့စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲမှာပုံစံမျိုးစုံနဲ့ပါဝင်ပတ်သက်ဖို့စူးစမ်းနေတဲ့ ချင်းပြည်နယ်ကသူတွေအနေနဲ့ကတော့ချင်းပြည်အစိုးရဖြစ်တဲ့ချင်းပြည်ကောင်စီရဲ့လှုပ်ထုံးလုံနည်းအတိုင်းအရေးယူခံရမယ်ဆိုတာကိုတတိချက်စေချင်တယ်လို့လည်းချင်းပြည်ကောင်စီကထုတ်ပြန်အတိပေးထားပါတယ်ခင်ဗျာတဖက်မှာတော့